မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလာဗေဒညွှန်ကြားမှုဦးစီးဌာနကနေဧပြီလ18ရက်ဒီကနေ့နေ့နောက်ခဏနာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ဒါမိုင်ဒိုရင်တိုင်အင်တင်တင်မှတိမ်ထူထန်နေပြီးဂျမ်မင်္ဂလားပင်လယ်အော်ရင်တိုင်နေငယ်ဖြစ်ထွန်းနေပါသည် ီကနေ့ညနေအထိခံမှန်းချက်ကတော့အမကွေတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကြားနေပြီးတော့မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ကယားပြည်နယ်နဲ့ချင်းပြည်နယ်တို့တွင်နေရာကျကျစကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာစစ်စစ်၊ကြံတန်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့အပြားမှုထိစွန်ရပါမယ်။ရွာရံတို့ပြည်ဖြစ်ပါတယ်။ မိုးတိမ်တောင်ပြေပေါ်မှုအခြေအနေအရာရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်တော်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှာရနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထေချုံခြင်းမိုးကြိုးပြင်းခြင်းလျက်စည်းလက်ခြင်းနဲ့မိုးတီကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါသည်မြမပင်လေပြင်းနယ်လှိုင်းနေငယ်မှလှိုင်းသိရင်တင်ရှိပါမယ်လှိုင်းမြမမြမကန်ရန်တလျှောက်နဲ့ကန်လိုပင်လေပြင်း နေရီ၄ပေမှခုနှစ်ပေခန့်ရှိနေပါတယ်။နောက်နေ့အတွက်ခမဲကြကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင် နေရာကျကျမှနေရာစစ်စစ်မှုတွေကြုံရပါမယ်။ နေပြီးတော့ရန်ကုန်မြို့မန္တလေးမြို့နဲ့အနီးတစ်ဝိုက်အတွက်ဒီကနေ့နေ့ထိခံမှန်းချက်ကတော့တရင်တင်တဲ့ပြထုံးမီမိုးထေချုံရဲ့နေရာကွက်ချမှုရပါမယ်။ရွာရန်တော့80ဖြစ်ပါရဲ့ရှင်။